ရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့ဝိညာဉ်တော်၏အရှိန်ကိုမငြိမ့်စေကြနဲ့ဆိုရက်ကောင်းစဉ်လေးနဲ့ခွားပေးတော်မှာဖြစ်ပါတယ်။တက်တလို့နဲ့ဩဝါဒစာပထမဆောင်အခါငါစာပိုက်78နဲ့19ကိုဖတ်ပါမယ်။အယားယာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့။အကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏။ ဝိညာဉ်တော်ရဲ့အရှိန်ကိုမငြိမ့်စေကြနဲ့ပြောရတွေ့ရတယ်အဲ့တော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့အရှိန်ကိုမငြိမ့်စေနဲ့ဆိုတာကတော့တောက်လောင်တဲ့မြေကဲ့သို့ဟောဖော်ပြလေခြင်းဖြစ်တယ်ဝိညာဉ်တော်ကနော်အဲ့ဒါဘယ်မှာတွေ့ရလဲဆိုတော့တရားဟောရချမ်းအခန်းကိုစာပိုက်ပုံးမှာတုတ်ဖြစ်၍သင်တို့ဘုရားခင်ထာဝရဘုရားသည်တင့်ရှင်မှာကြွတဲ့ဖြင့်လောင်တော်မြေကဲ့သို့ဖြစ်လျက်သူတို့ကိုဖြစ်စည်း၍တင့်မြောက်၌ နှိမ်ချတော်မူကြောင်းကိုယခုသဘောကျလော့သာရဖျားမိန်တော်မူသည့်အတိုင်းတင်ဒီသူတို့ကိုနှင်ထုတ်၍အလင်းအမြန်ဖြစ်စေရလိမ့်မည်ပြောရတွေ့ရတယ်ဟောဒါအားလုံးသိပါတယ်တရားဟောရာကျမ်းဆိုတာနော်အဲ့တော့ဒီနေရာမှာလည်းဗာပြောလဲဆိုတော့ဟိုဖျားသခင်နဲ့သူတို့ဧဒရလူမျိုးတွေဟောအစ်ချစ်နိုင်ငံကနေထွက်လာတ ထွက်လာတဲ့ခါမှာရှင့်မှာတွေ့ရတဲ့အတားအဆီးအမျိုးမျိုးရှိတယ်နော်ဖျားသခင်နဲ့တူလာတာပဲဒါပေမဲ့အတားအဆီးရှိတာပဲအတားအဆီးရှိသမျှတော်လကောင်သူတို့သွားမဲ့နေရာရေမှန်းချက်ပန်းနိုင်နေရာမှာရှိနေတဲ့ရန်သူကိုတော်လကောင်ဖျားသခင်ကလောင်တော်မိခဲ့တော့သူတို့ကိုဖျက်ဆီးမှာအဲ့ဧသရေလလူမျိုးတွေကပါလေတက်သိမ့်လိုက်ယုံမဲအောင်ပွဲခံအောင်လန်ထူယုံလိုက်ပြီယုံမဲ ူတို့တွေ့ရတယ်နော်ဒါပေမဲ့သူတို့ဟာနော်မယုံကြဘူးနော်ဘလောက်ပဲအခက်အခဲတွေတွေ့လဲတွေ့တိုင်းမှာ စိတ်ပြတ်တယ်အားငယ်တယ်ကျေတော့မချင်းမနိုင်ဘူးနော်အဲ့တော့အောင်းတယ်အဲ့ဒါကိုနောက်ခါထပ်တွေ့တော့လဲစိတ်ပြတ်ပြန်တယ်အားငယ်ပြန်တယ်ကျေတော့မချင်းမပြန်ဘူးမချင်းမနိုင်ပြန်ဘူးဖယားခင်ကဲမားကမှလွတ်ပြန်ပြီဒါပေမဲ့ထပ်တွေ့တိုင်းထပ်တွေ့တိုင်းမှာသူတို့ဟာကျေတော့နော်လွတ်တော့မချင်းမနိုင် ထတ်တွေ့ရင်မချင်းမွန်းနိုင်ပြန်မှာအဲ့ဒါကမှဘုရားသခင်ရဲ့အရှိန်ကနော်လောင်တော်မိကမြင်းငိမ့်သွားတယ်စက်ပြီးဘုရားသခင်အလို့မလို့ပေးဘူးသူတို့ကနော်ဒါကြောင့်ခန္ဓာပြီကိုဟလာနှစ်ပေါင်း40နော်ကြာမှရောက်ခွင့်ရရှိတယ်ဆိုတော့တွေ့ရတယ်ကြန့်ကြာသွားတယ်လမ်းမှာကြန့်ကြာသွားတယ်နော်ဟိုနှစ်ပတ်လောက်နဲ့ရောက်ရမခီးဟာ နှစ်ပေါင်း60ကြာသွားတယ်။ဘာကြောင့်လဲဝိညာဉ်တော်အရှိန်ငိမ့်လို့ဖြစ်တယ်။ရှေ့ကနေတောက်လောင်ပြီးရန်သူမဖြစ်စီပေးဘူး။ဘာကြောင့်လဲကြီးတွားနေကြတယ်။နော်အောင်မြင်မှုတစ်ခုရတော့မယ်ချင်းတော့ချင်းမွန်းတယ်။ဘုရားခင်နမိတ်ခါမြင်နေချင်းမွန်းတယ်အခက်ခဲတွေ့ရင်မချင်းမွန်းနိုင်ဘူး။ဒါကြောင့်ဒီနေ့ယုံကြည်သူတွေလည်းကဲတင်ချင်းရတဲ့ခါမှာကျွန်တော်အလွန်လွတ်မြောက်ပြီးတော့ချင်းတော့ချင်းမွန်းကြတယ်။နော်ချင်းမွန်းကြတယ် 到那看看追人，真弱。没骑马呢么？俺老么老呢？一校长没弄该点钱来卡嘛？啊？接着骑马都该走。一校长啊，随便接着骑马，不被阿扎西追着开开追追。等到当巡逻我员了，当也学过用几多片，当巡逻我员了，背差的。阿拉文员个等呢肯定不撇的，啊，讲嘛啊，太嘛让你们没办法。 ရင်မချက်တစ်ခုကိုတန်ရှင်သောဝိညာဉ်တော်ကတဲ့ကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်။သူကတဲ့ရှစ်မှာလောင်တော်မိခဲ့တော့အတားစီအခက်ခဲပြတ်တာအမြတ်မြုပ်ကိုနော်လောင်ကျွမ်းပြီးတော့မှဖယ်ရှားပေးမှာဖြစ်တယ်။သင်ကအောင်ပွဲခံပြီးတော့အောင်လံထူယုံပဲရှိပါတယ်။ဒါမှမဟုတ်အဲ့လိုဖြစ်ဖို့ကဘာလို့လဲဆိုတော့အာယာယာမှာစေရောချင်းမဖို့ဖြစ်တယ်။အဲ့ဒါကလူမျိုးတွေလို့အခက်ခဲတွေ့ရင် ်ညှိတွားလိုက်ဖယောက်ပုံကန်လိုက်ဖယောက်ကဲတင်ဖယောက်ချင်းမွန်းလိုက်အစင်ပြေတော့ချင်းမွန်းအစင်မပြေညှိတွားအဲ့လိုမလုပ်ပါနဲ့အစင်ပြေမှကျိုးတော့ချင်းမွန်းနေဆိုရင်တော့ဒါကျွန်တော်တို့ယုံကြည်သူမဟုတ်တော့ဘူးအတမန်လူတွေလည်းအစင်ပြေဝမ်းသာကြတာပဲချင်းမွန်းကြတာပဲသူတို့ဖယားတွေနော်အဲ့လိုမလုပ်ပါနဲ့ပြောချင်တာနော်ဒါနဲ့ပတ်သက်လို့ဒီနေ့ကျွန်တော်တို့ ပေါ်လူနဲ့တိလအကြောင်းလေးပြောစရာရှိတယ်နော်အဲ့တော့ပေါ်လူနဲ့တိလဟာနော်သူတို့အာရှိပြီမို့သွားပြီးတော့မှနှုတ်ကပတ်တော်ဝင်ငှဖို့စီစဉ်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကသူကနော်မြစ်တားတယ်အာရှိပြီမသွားနဲ့တဲ့နောက်တစ်ခါကျတော့ပိတုနိပီကိုသွားဖို့အတွက်နော်အင်းဝင်လေသွားဝင်ငှဖို့အတွက်လောက်တော့လေတန်ရှင်သောဝိညာဉ်တော်မသွားခိုင်းဘူး နောက်ဆုံးမှာတာရှင်တော်ဝိညာဉ်တော်ကမာကီဒေါနီပြည်ကိုတွားခိုင်းတယ်။အဲ့တော့ဝိညာဉ်တော်ကပို့ဆောင်တာဖြစ်သောကြောင့်သူတို့နောက်ဆုံးပဲရောက်လဲဆိုတော့ဖိလစ်ပိမြို့ကိုရောက်သွားတယ်။ဝိညာဉ်တော်ကဟာလာပို့ဆောင်တာဖြစ်သောကြောင့်ဒီနေ့အတားစီအချက်တဲ့အမျိုးမျိုးကိုအကုန်အောင်တယ်။သူတို့ရဲ့အေးဝင်လုပ်ငန်းကအောင်မြင်တယ်နော်။အောင်မြင်တယ်ဒီနေ့အဲ့တော့အဲ့ဒီမှာ အမျိုးသမီးပေါ့လူတီဆိုတဲ့အမျိုးသမီးပြောင်းလဲတယ်ပေါ့သူကသူတို့အိမ်ကိုခေါ်တယ်ဒီတမန်တော်နဘာကိုနော်သူတို့အိမ်မှာတဲခိုင်းတယ်ဒီလောက်ထိသူကပြောင်းလဲသွားတာအဲ့ဒီခါမှာအဲ့မှာနေဖို့ဆက်ပြီးတော့မှအိမ်ကလေးဟာနှုတ်ကပတော်ဝင်ခကြတဲ့ခါမှာနတ်ဝင်တဲ့မိမတစ်ယောက်ကရှင်ပေါ်လူနဲ့တိလာတို့ကိုငါတို့ကိုအကျွတ်တရားကိုဟောပြောတဲ့သူတွေဖြစ်တယ်လို့អော်နေတာ အဲ့နှဝင်တဲ့ကလည်းသူကသူ့ရဲ့တထေးတွေကိုအချိုးပြူတယ်ပေါ့စီးပွားလုံးကမှအလွန်အောင်မြင်တယ်သူ့စကားနားထောင်ပြီးတော့စီးပွားလုပ်တော့ဒါမဲ့ရှင်ပေါ်လို့ကနော်အဲ့ထူသူ့ရဲ့ထက်ကလည်းမင်းထွက်သွားပါလို့အမိတ်ပေးတော့နှက်ကထွက်ပြေးသွားတော့သူတို့နော်စဉ်းစားကြည့်နော်နမိတ်လက္ခဏာဖြစ်နေတာအဲ့တော့ထွက်သွားတယ်ထွက်သွားတဲ့ခါမှာတထေးအဲ့နှဝင်တဲ့တထေးကငါတို့ကစီးပွားတော့ပြတ်ပါပြီဆိုတော့မှ အာနာပိုင်တွေကိုတိုင်လိုက်တာအဖမ်းခါရတယ်ညှင်းမနှက်စက်ခါအရိုက်ခါရတယ်ပေါ်လို့နဲ့တိလာတော့ဒါတွေမကဘူးနော်ထောင်ထဲမှာအချင်းချခံရမတရားဖြစ်မတရားဖြစ်ဖမ်းတယ်ရိုက်ပတ်ရိုက်ပြီးတော့ညှင်းဆဲတယ်ဒါတွေမကအောင်ထောင်ချလိုက်သေးတယ်နော်တကူလုံးကတန်ရာတွေနဲ့ထောင်ထဲမှာရောက်သွားတယ်စမ်းစမ်းချင်းနော်အဲ့တော့အဲ့တော့ဝိညာဉ်တော်ကိုယ်တိုင်ကဘယ်မသွားနဲ့ဘယ်မသွားနဲ့ဘယ်ဘက်သွားဆိုခေါ်ဆောင်လာတာ ရှေ့ကနေလဲလောင်သောမိခဲ့တော့အချိန်တကိုးနဲ့အင်းဝင်ကလေးလုံငန်းကိုလှုပ်ခွန့်ပေးတယ်ရန်သူကိုဖယ်ရှားပေးတယ်လောင်ချမ်းပေးတယ်ရှင်ပေါ်လုံးရဲ့တိလကအောင်လံထူယုံမရှိတယ်အဲ့မှာသူ့အတွင်အခက်အခဲပြဿနာတစ်ခုလာတွေ့တာကကိုထိလက်ရောက်တော့မှအစော်ကခံရတယ်နှိစက်ခံရတယ်ထောင်ထက်ရောက်သွားတယ်မိတ်ဆွေဒါဖယားမပါလို့မဟုတ်ပါဘူးမဟုတ်ပါဘူးဒီနေရာမှာအရေးကြီးတာကနော် ဒီနေ့ပိုးလို့နဲ့တိလာတို့ကအဲ့လိုအငင်းဆက်ခံရတဲ့ခါမှာ ထောင်ချခံရတဲ့ခါအရိုက်ခံရတဲ့ခါမှာစိတ်ပြတ်မသွားဘူးအယားယာမှာကျေးဇူးတော်ချင်းမွမ်းပါလို့ရှင်ပေါ်လို့ကိုယ်တိုင်ရေးတာဖြစ်တယ်သူကိုယ်တိုင်လည်းကျေးတော်ဆက်ပြီးချင်းမွမ်းတယ်အရိုက်ခံလည်းကျေးတော်ချင်းမွမ်းတယ်အင်းဝင်လင်းကအောင်မြင်လဲအင်းဝင်ကလေးလုံကအောင်မြင်လူတွေပြောင်းလဲလဲကျေးတော်ချင်းမွမ်းတယ်ထောင်ထရရောက်တော့လဲကျေးတော်ချင်းမွမ်းတယ်အယားယာမှာဆိုရက ကောင်းချင်းမကောင်းချင်းနဲ့မဆိုင်ဘူးအစဉ်ပြေချင်းမပြေချင်းနဲ့မဆိုင်ဘူးစပ်ပစ်ကျတော့ချင်းမွန်းတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်နော်ထောင်ကြတဲ့ပေါ်လူအဖြစ်ထောင်သားတဲ့အားလုံးဖယားသခင်ရဲ့နော်ဘုန်းတော်ဝိညာဉ်တော်အရှင်တကုတ်ကိုမြင်တွေ့ခွင့်ရရှိကြတယ်ထောင်မွန်းတဲ့သူ့အပေါင်းပါမိသားစုအားလုံးယေရှုခရစ်တော်မိမိကအသက်တခင်ကယ်တင်ရှင်ဖြစ်ယုံကြည်ပြီးတော့ပဋိသင်ခံကြတယ်ဆိုတော့တွေ့ရပါတယ် ဒါကြောင့်ဓမ္မမိတ်ဆွေသင်ကြပါရဲသင်ဟာအခက်ခဲပြက်နာအတားအသီးမျိုးမျိုးနဲ့ရင်ဆိုင်ဖို့ရှိပါတယ်ရှိပါတယ်အဲ့လိုရှိတဲ့ခါမှာရှိတဲ့ခါမှာဒီနေ့ဒီနှုတ်ကပတ်တော်ကိုတရေရပါကျေးတော်ချင်းမွားမှာအချင်းနဲ့ကောင်းလဲချင်းမွားမှာမကောင်းရင်လဲချင်းမွားမှာအဲ့ဒါဆိုရင်ဝိညာဉ်တော်ကသူ့ရဲ့အရှိန်နဲ့သင်ရဲ့ယံသူ အခက်ခဲပြက်နာကိုလောင်တော်မိခဲ့တော့ဖြစ်စီမှာဖြစ်ပါတယ် သင်ကအောင်လံထူခွန်းရရှိမှာဖြစ်ပါတယ်အဲ့တော့ဝိညာဉ်တော်အရှိန်ငိမ့်တဲ့အကြောင်းရင်းတော့အမျိုးမျိုးရှိတာပေါ့နော်အတိတ်ကတော့အခက်ခဲတွေ့တဲ့အခါမှာညှိတွားခြင်းနော်အဲကျေရမချင်းမနိုင်ချင်းဟာဖယားကိုမယုံကြည်ရရောက်တယ်နော်အဲ့တော့ကဲတင်ချင်းရဖို့တော့ယုံတာပေါ့ဒီအခက်ခဲပြက်နာအမျိုးမျိုးကိုရင်ဆိုင်ခိုင်းတဲ့အခါမှာဖယားကိုမယုံရရောက်တယ်နော်အဲ့ဒါဒုစရိုက်ပြုတ်ချင်တာတူတူပဲ တော့မကောင်းတာလှုပ်တယ်ဒုစရပြုတ်လဲဝိညာဉ်တော်ရှိန်ငိမ့်သွားတာပဲနော်အဲ့တော့မဟုတ်တဲ့တွေးခေါ်ဝင်သွားတယ်ဝိညာဉ်တော်ရှိန်ငိမ့်သွားတာပဲဘာကြောင့်လဲဆိုတော့ခုနပြောလို့ပေါ့အခက်ခဲကြောင့်ကြီးတွားတယ်စိတ်ပြက်တယ်မဟုတ်တာတွားလှုပ်တယ်အဲ့လိုမလှုပ်ပါနဲ့အခက်ခဲတွေ့ရင်လည်းချေတော့ချင်းမမလို့အဲ့ခက်ခဲလွတ်အောင်ဖျားသခင်မဆလိုက်မယ်ထပ်တွေ့မယ်ချေတော့ချင်းမမအပိချင်းတယ်အဲ့တော့ဝိညာဉ်တော်အရှိန်မငိမ့်ဘူးဆိုရင်တော့တိတ်ချတယ် တင့်ရှင်းမှာတွေ့နေမှတော့ခက်ခဲပြောင်းတာဟာဝိညာဉ်တော်ရဲ့ရှင်တကူကမိခဲ့တော့လောင်တော့မိခဲ့တော့တင့်ရှင်းရနေဖြတ်စည်းပေးမှာဖြစ်ပါတယ်။သင်ကခိုခက်ခဲပြတ်နာဘူး။အောင်မှာဖြစ်ပါတယ်။အောင်လံထိုးရမှာဖြစ်ပါတယ်။တရားဖြင့်ဘုရားဘုံထင်ရှားဖို့ဖြစ်တယ်လို့ခွားပေးနေနေကိုချုပ်ပါတယ်။ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့။အာမင်။